အားလုံးမင်္ဂလာပါရှင် MPN သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာလ22ရက်နေ့နေ့လယ်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင် အထူးခြားဆုံးမြင့်လေကင်းတည်နေတဲ့မွန်ချန်းခိုင်ရင်ကိုစလေလောင်လုံချုံရင်အတွက်စစ်တပ်အကူအညီယူဖို့စီစဉ်နေတဲ့တည်ခေအညူကပတ်စံရရင်အကုန်လုံးတဲ့အဖွဲဆိုပြီးတခိုးကလူပြန်ဟစ်လာတဲ့စစ်ကောင်ရှင်ရဲ့တည်အခြေအနေပုံမောဆိုးစေမဲ့စစ်တပ်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နိုင်ငံတကာကိုအတိပေးလိုက်တဲ့ထိုင်းလွတ်တော်အမတ်ရဲ့တည်လေချောင်းရံချောင်းဆိုင်ဝိုင်းနဲ့ပွဲလန်းတပင်းလေးမလုပ်ဖို့တတိပေးလိုက်တဲ့တပင်းအုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့တဲ့ အာဆီယံထက်သည့်အစည်းအဝေးမတက်ရတဲ့မင်းအောင်လိုင်းတက်ရောက်ရမယ်လို့အဆက်ပြေဝါဒပြန်တဲ့တဲ့င်းနေရှားတပ်တို့ကိုလဝက်ကြီးအုပ်ထားတဲ့တရုတ်ကိုတံပြန်မှုအမေရိကန်နဲ့ဩစတြေးလျတို့သဘောတူပြီးဆိုတဲ့အဲ့လိုနစ်လေကင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုနှစ်လည်ခင်အတွက်ပထမအဆုံးသတင်းတပုတ်အနေနဲ့ဝန်ကျန်းခိုင်ကိုယ်စားလှယ်လောင်းလုံချုံရင်အတွက်စစ်တပ်အကူအညီယူဖို့စီစဉ်နေတဲ့သတင်းမှာ စစ်ကောင်ဖြင့်ကြောထောင်းနောက်ခံပေးထားတဲ့စံခိုင်းရေးပါတီ USDP ရဲ့ရွေးကောက်ခံကိုယ်စားလှယ်လောင်းတဲ့အတွက်စစ်သားတချို့ပါဝင်တဲ့လုံခြုံရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့စီစဉ်နေရလို့ MPA ကစုံစမ်းသိရှိရပါတယ်စစ်ကောင်ရှင်ကျင်းပါမယ်အတူရောင်ရေကောက်ပွဲလွတ်တော်ခိုးစလဲလောင်းတွေရဲ့အမီစင်းကိုထုတ်ပြန်ကြညာပြီးတဲ့နောက်မှာ အခုလိုအချိန်တိုင်းစီစဉ်လာတာလည်းဖြစ်ပါတယ် လုံခြုံရေးကိုပထမဦးစားပေးအလေးထားတဲ့ဥရောပက လုံခြုံရေးအပိုင်းကောင်းကောင်းလုပ်နိုင်ရင်ကိုယ်စလဲလောင်းတွေအေးစစ်စစ်မဲဆွယ်လို့ရမယ်ပေါ့ဒါကမွန်ပြည်နယ်မှာတော့အဲ့ဒီလိုဖွဲ့ဖို့စီစဉ်နေတဲ့အဆင့်ပဲရှိသေးတယ်လို့ချောင်းစုံမျိုးနဲ့စန့်ခိုင်ရေးပါတီနဲ့နှီးဆက်သူတအုပ်ကပြောပါတယ် အခုလိုလုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့စစ်မှုထမ်းတင်နန်းစင်တပ်သားတွေတဲကနဲ့ယုံကြည်စိတ်ချရတဲ့သူတွေပြူစောတီစစ်မှုထမ်းဟောင်းရဲ့ပါတီဝင်တွေကိုတာဝန်ပေးဖွဲ့စည်းဖို့စီစဉ်နေတာပါစံခိုင်ရင်ကိုစလေလောင်းရဲ့အတွက် လုံခြုံရေးရယူပေးရမယ်စစ်သားတွေဟာရခင်လစာတွေအပါအဝင်စံခိုင်ရင်ပါတီကပေးမယ်လစာတွေကိုပါခန်းစားခွင့်ရမယ်ဖြစ်တယ်လို့သူကပြောပါသေးတယ် အရင်ပါတီဝင်ဟောင်းတွေလည်းပါတယ်အထို့ကတော့စစ်မှုတန်းဟောင်းတွေပေါ်ဝင်ကြပါတယ်စင်းပေးရသူများတယ်ရက်ွက်တဲကလူငယ်တချို့တော့ဝင်နေအမင်းနဲ့လည်းမဟုတ်ဘူးလေဒါပိုင်းတော့ပဲကြာမှာနောက်ပိုင်းကျရင်တမျိုးပေါ်အပေါ်ဝင်ငွေရပါတယ်အားလုံးအဆင်ပြေတာပေါ်လို့အသက်45နှစ်ရွယ်စန်းခိုင်ပါတီဝင်တအုပ်ကပြောပါတယ် ကြံ့ခိုင်ရင်ပါတီအနေနဲ့လုံခြုံရေးအဖွဲ့အဖွဲ့စီတာတော်လှန်ရေးတပ်တွေရဲ့ပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အပေါ်ကြိုတင်ကာကွယ်နိုင်ရေးဖြစ်တယ်လို့မွန်ပြည်နယ်ကနေဝင်ရောက်ရှင်မြိုင်မဲ့အမိမဖော်လို့တဲ့နိုင်ငံပါတီတခုက တာဝန်ရှိသူတို့ကမှတ်ချက်ပြုပါတယ်ဒုတိယအနေနဲ့ KNU ကပတ်စံရရင်အကုန်လုံးတဲ့အဖွဲ့ဆိုပြီးတခိုးကလူပြန်ဟစ်လာတဲ့စစ်ကောင်စီအကြောင်းပြောပြပေးပါမယ် တိုင်းပြည်ရဲ့တွန်းထွက်ပစ္စည်းတွေနဲ့စီမံကိန်းအလုံးကိုရုရှားနဲ့တရုတ်နိုင်ငံကိုထိုးပေးနေတဲ့စစ်ကော်မရှင်ကကရင်မျိုးသားစီယုံ KNU ဟာပတ်စံရရင်အကုန်လုံးတဲအဖွဲဆိုပြီးတော့ပုတ်ခတ်ပြောဆိုလာပါတယ်စစ်ကောင်ရှင်ရန်တရင်ထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကအောက်တိုဘာ20ရက်မနေ့က KK Park နဲ့ပတ်သက်လို့ဝါလာကျင်တရင်မီဒီယာတွေရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာအထက်ပါအတိုင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ KNU ကဒီလုပ်ငန်းကရရှိရဲ့ငွေကြေးတွေနဲ့ နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံအပါအဝင်ဒေသတွင်နိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အခွေစည်းလည်းဖြစ်ပါတယ်။ပတ်စံသားရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောက်စဖို့ဝင်မလေးတဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်မှုလိုပါတယ်လို့ပိုချုပ်စော်မင်းထွန်းပြောခဲ့တာပါ။ အခုလိုစစ်ကော်မရှင်က KNU ကိုပုတ်ခတ်ပြောဆိုမှုဟာနိုင်ငံတကာပုံရိပ်ကြအောင်လှုံ့ဆော်ချက်သားဖြစ်တယ်လို့နိုင်ငံလေးလာသုံးသက်သူတဦးကထောက်ပြပါဗါတယ်။ ဒါကစစ်တပ်လုပ်နေကြပုံစံပါပဲ။တိုင်းသားလက်နက်ကန်အဖွဲ့တွေဆိုရင်နိုင်ငံတကာမှာပုံရိပ်ကြောင်တိုက်ခိုက်တဲ့ဟောင်းကိုအရင်တုန်းကလည်းလုပ်ခဲ့တယ်။ဒီကာလအတွင်းမှာလည်းလုပ်တယ်။အေးဆိုရင်လည်းမွေးရစီဝါလုပ်တယ်ဆိုပြီးပြောတယ်။ KNU ကတော့ကြားခံနဲ့တိုက်ခိုက်တာပေါ့။ KK Park နဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိတယ်ဆိုပေမဲ့အဲ့ဒီနေရာကိုစစ်တပ်လက်ကန်အဖွဲ့စီတွေထိန်းချုပ်ထားတာလူတိုင်းအသိပဲလေ။စော်မင်းတို့ပြောတဲ့အထက်မှာရှေ့ကုတ်ကိုပီချဲလုပ်နေရဆိုပြီးပြောခဲ့တယ်လေ။အခုကလည်း K KNU ကိုနိုင်ငံတကာမှာပုံရိပ်ကြအောင်ပြောလိုက်တာပဲလေလို့သူကပြောပါတယ်စစ်တဲ့အာဏာသိမ်းပြီးတဲ့နောက်တိုင်းရင်းသားလက်နက်ကိုင်ဒေါ်လာရဖွဲ့တွေကိုဆွဆွဲပြောဆုံမှုတွေမကြာခဏပြုလုပ်လေးရှိပါတယ်။အဲဒီလိုပြုလုပ်ခဲ့မှုတွေတဲကမှအာရကတက်တော်ရေးကိုမူရစေဝါရောင်းဝယ်မှုတွေလုပ်နေရလို့ ပုတ်ခတ်ခဲ့ဘူးဟာတည်တယ်။အခုလောစစ်ကောင်မရှင်ကအီယာအိုတွေကိုမွေးအစည်းဝါလောင်ကစားကြားပြန်နေအကြံဖတ်မှုတွေပြုလုပ်နေရလို့မကြကနဆွတ်ဆွဲပြောဆိုတာရဲ့အဓိကရည်ရွယ်ချက်ကနိုင်ငံတကာကဝေဝါးသွားစေရန်ပြည်သူလူထုထောက်ခံမှုရော့ကျသွားစေရန်စီလုံးညီညွတ်မှုကိုပြိုခွဲရန်နဲ့စီးရဲစင်တွေတွေကိုအာရုံလွဲဖို့လှုံ့ဆော်ချက်သားဖြစ်တယ်လို့နိုင်ငံလေးလာသုံးသပ်သူတွေကထောက်ပြကြပါတယ်။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အချိန်နည်းပုံမှုစိုးစိမ်မဲ့စစ်တပ်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့နိုင်ငံတကာကိုအသိပေးလိုက်တဲ့ထိုင်းလွတ်တော်မှတဲ့င်းဖြစ်ပါတယ်။စစ်ကောင်ရှင်ကအကန့်အသတ်နဲ့ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမိုဆိုးရွားစေမှာဖြစ်လို့နိုင်ငံတကာအနေနဲ့အတိမတ်မပြုဖို့ထိုင်းနိုင်ငံလွတ်တော်အမှန် ကန်နဝင်းစုပန်းကပြောပါရယ်မြမရင်းနဲ့ပတ်သက်လို့မကြကနာပြောကြလေးရှိတဲ့အမတ်ကန်နဝင်းစုပန်းဟာအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ဒုသားစာနာနဲ့တဘောဝဘေးရနဲ့စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမြတ်ရေးတို့ဥဆောင်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆိုင်မနာမှာဖော်ပြခဲ့ပါရယ် အဲ့လိုတွဲဆောင်မှုမှာထိုင်းဥရေပြူရေးအာနာအနေနဲ့အပြစ်သဘောကြောင်းဝင်ဆောင်ရွက်နိုင်မယ်ဖြစ်နိုင်စေအပေါ်မှာ CRPH ကမိတ်ဆွေတွေနဲ့ဆွေးနွေးခဲ့တယ်လို့ထိုင်းလွတ်တော်အမတ်ကန်နွေစုဝန်းကပြောခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာငင်းချဲရေးမဖြစ်ပေါ်ဘူးဆိုရင်ထိုင်းနိုင်ငံကလည်းအေကံမှုချခန်းစားရလိမ့်မယ်မျိုးလုံးနဲ့နားရပိတ်ထားမယ်အစားပြဿနာတွေကိုဖြေရှင်းမှုရေရှည်တည်တတ်တဲ့အဖြေတွေရှာဖွေဖို့စိတ်ကြေဖွင့်ထားတင်တယ်လို့သူကပြောပါတယ်ထိုင်းနိုင်ငံအနေနဲ့မြန်မာနိုင်ငံငင်းချဲရေးအတွက်အလင်းမြန်ခိုင်မာယက်တည်ရမယ်လို့လည်းကန်ဝေစုဝန်းကပြောပါသေးတယ် ဒါပြင်လူသားချင်းစာနာမှုဆိုင်ရာတွေအတိုင်းလိုက်နာရဲဆိုရင်မြမပြည်သူတွေအနေနဲ့ထိုင်းနိုင်ငံကိုဒုက္ခတဲ့အဖြစ်အဆုလိုက်အပြုံလိုက်ရောက်လာမှာမဟုတ်ဘူးလို့ပြောခဲ့တဲ့အပြင်ငယ်ဆက်ဖြစ်ကျော်ရာဇဝင်မှုတွေအွန်လိုင်းဝေလည်လည်မှုပြဿနာရက်တွေကိုဖြုတ်ခွဲဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ဆွေးနွေးမှုတွေကိုလူမှုကွန်ရက်ကနေအသိပေးခဲ့ပါတယ်။ အခုလိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့တွေ့ဆုံခဲ့မှုကိုထိုင်းလွတ်တော်အမတ်ကန်နွေစုဝဲကလူမှုကွန်ရက်ကနေအသိပေးခဲ့ပေမဲ့ဗီနိတ်ကဗီနီယာမှာတွေ့ဆုံခဲ့တယ်ဆိုတာကိုတော့ဖော်ပြခဲ့မှုမရှိသလိုအမျိုးသားညီညွတ်ရေးအစိုးရကလည်းတစုံတရာထုတ်ပြန်အသိပေးလာတာမရှိပါဘူးဆက်လက်ပြီးလေကြောင်းရန်ကြောင်းဆိုင်ဝမ်နဲ့ပွဲလန့်တပင်တွေမလုပ်ဖို့တတိပေးလိုက်တဲ့တပင်းရေးအုပ်ချုပ်ရေးအဖွဲ့အကြောင်းကိုပြောပြချင်ပါတယ် စကိုင်းတိုင်းတပန်းရင်မြို့နယ်အတွင်းမှာစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်ပြုတ်လာတဲ့အတွက်ဘာသာရေးပွဲအလူပွဲနဲ့မင်္ဂလာဆောင်တွေမှာဆိုင်းဝိုင်းအငိတ်ဇက်ပွဲတွေမပြုလုပ်ဖို့တပန်းရင်မြို့နယ်ပြည်သူ့ချေရေးအဖွဲ့ကမနေ့ကထုတ်ပြန်လာပါတယ်စစ်ကောင်မရှင်ဟာတိုက်ခိုက်ရေးလေရင်တွေအပြင်အနည်းငယ်တိုက်ခိုက်နိုင်တဲ့ပါရာမော်တာ၁၁ ठी ဂျိုင်ဝကော်ပတာတို့နဲ့အခြေမြင့်တင်ရမင်းတိုက်ခိုက်နေတဲ့အတွက်အခုလိုထုတ်ပြန်လာတာလည်းဖြစ်ပါတယ် အဲဒါကြောင့်စစ်ကောင်မရှိရင်လေချောင်းတိုက်ခိုက်မှုကိုစိုးရိမ်နေရတဲ့အတွက်လုံခြုံရေးသတိထားရမယ်အပြင်အခုနှစ်အတွင်းပြုလုပ်မယ်အလူမင်္ဂလာပွဲတွေမှာအိတ်ခံဖြောဖြေးရေးပွဲတွေဆိုင်းဝိုင်းနေပါဝင်တာမျိုးကို လုံးဝမပြုလုပ်ဖို့ပါဖာကမိတာရက်ခံထားပါတယ်အခုလောလုံဆောင်နိုင်မို့ရက်ချင်းပကဖာပါဖာအဖွဲ့ကတာဝန်ရှိသူတွေကလည်းအထူးစက်မှန်ဆောင်ရွက်ဖို့တပင်းမျိုးနဲ့ပါဖာကထုတ်ပြန်ထားပါတယ် ေကောက်ပွဲကာလနီးလာတာနဲ့အများစစ်ကော်မရှင်ဟာနေပြင်းထုတ်စစ်အပြင်လေးချောင်းတိုက်ခိုက်မှုတွေကိုပြုလုပ်လာတာပါအခုလော်လေးချောင်းတိုက်ခိုက်မှုတွေပုံမှန်ပြုလုပ်လာတာဟာဒေချောင်းဆွမ်းကိုအစမ်းကုန်အုံပြုပြီးတော်လန်ရေးကိုအကြီးကျယ်ထိုးနှက်ဖျက်ဆီးဖို့နဲ့ပြည်သူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်ဖို့ကြိုးပမ်းနေရလဲဖြစ်ပါတယ် အမျိုးသားညညရေးအစိုးရ NUG ရဲ့ဒုခွင့်ရေးဆိုင်ရာဝင်စည်းဌာနရဲ့ထုတ်ပြန်ချက်အရတည်ခဲ့တဲ့စက်တင်ဘာတလထဲမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု189ကြိမ်ပြုလုပ်ခဲ့တာကြောင့်ပြည်သူ185ရောက်သေဆုံးခဲ့ရပါတယ်စစ်ကောင်ရှင်က အခုလိုလေးချောင်းအုံပြပြီးပြည်သူတွေကိုတပ်ဖြတ်ကဆရာဇဝေမှုကိုနှင်းစင်ကျူးလွန်နေပေမဲ့ကုလသမဂ္ဂနဲ့နိုင်ငံတကာကတော့ထိရောက်တဲ့အရေးယူမှုတွေမပြုတ်လို့တာတော့စစ်တပ်ကပုံမုံရုပ်မာလာတာလည်းဖြစ်ပါတယ်။ ီတွင်နဲ့နောက်ဆုံးသတင်းတွေနဲ့အာဆီယံထိပ်တည်အစည်းအဝေးမတရားတဲ့မင်းအောင်လိုင်းတက်ရောက်ရမယ်လို့အဆက်ပြေဝါဒဖြစ်နေတဲ့အကြောင်းဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ Convention Center မှာဒီလိုမဲ58ကြိမ်မြောက် ASEAN ထိပ်သီးစည်းဝေးပွဲမှာစစ်ကောင်ဖြင့်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်ရမယ်လို့စစ်တပ်ဝါဒဖြန် Telegram Channel တွေမှာဖော်ပြလာပါတယ်။ အဲ့ဒီအစီအဝင်တက်ရောက်ဖို့အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံအစိုးရကဖိတ်ကြားတာဖြစ်တယ်လို့လည်းအဆက်ပြေဝါဒဖြန့်လာတာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုအောက်တိုဘာလ26ရက်ကနေ28ရက်နေ့ထိကျင်းပသွားမှာဖြစ်ပြီးတော့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကခေါင်းဆောင်တွေအပြင်ကမ္ဘာ့အင်အားကြီးနိုင်ငံကခေါင်းဆောင်တွေလည်းပါဝင်တက်ရောက်မှာဖြစ်ပါတယ်။ အခုလုံးမဲ့အာဆီယံဘွဲကအမေရိကန်တမရာထွက်မှာတက်မှာလို့သတင်းတွေထွက်နေတာအဲ့ဒါကိုစစ်တပ်ကစင်တိုက်ဝါရဖြန့်လိုက်တာအာဆီယံဘုံတော်တူညီချက်၅ရပ်ကိုအကောင့်ထဲမပေါ်မချင်းမင်းအောင်လှိုင်အာဆီယံစည်းဝေးကိုတက်ရမှာမဟုတ်ပါဘူးလို့နိုင်ငံရေးလှလာသုံးသက်သူတဦးကမှတ်ချက်ပြုပါတယ် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကိုမြမအရေးဥဆောင်ဖြစ်ရှင်းပေးရန် PR ပေးခံရပြီးစစ်ကော်မရှင်ရဲ့လုပ်ရက်တွေနဲ့မူဝါဒပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေကိုချမှတ်ပေးဖို့တက်ကြွလှုပ်ရှားသူတွေနဲ့မလေးရှားအမတ်တွေရဲ့တွန်းအားကိုခံနေရတဲ့အချိန်စစ်ကော်မရှင်ကအချိန်ကြိုက်ထုတ်ပြန်မှုတွေဖော်ပြလာတာဖြစ်ပါတယ်။ စစ်ကောင်ရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံရဲ့ထိပ်သီးစည်းဝေးနဲ့နိုင်ငံသားရေးဝန်ကြီးစည်းဝေးတွေတက်ရောက်ခင်ကိုအာဆီယံကဆက်လက်ပိတ်ပင်ထားစေဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကမလေးရှားနိုင်ငံသားရေးဝန်ကြီးဟောင်းတဦးဖြစ်တဲ့အတူလာနဲ့ပူးတွဲထုတ်ပြန်ချက်မှာမင်းအောင်လှိုင်အပြင်စစ်ကောင်ရှင်ခေါင်းဆောင်တွေနဲ့ဝန်ကြီးတွေကိုပါအစ်မင်းစည်းဝေးကိုတက်ရောက်ခင်ပိတ်ဖို့အခုလအတွင်းမှာတောင်းဆိုခဲ့ပါသေးတယ်။ဒီလိုအချက်တွေကြောင့်မင်းအောင်လှိုင်အာဆီယံအစည်းအဝေးတက်ရောက်ရမယ်လို့ စစ်ကောင်ရှင်ဝါရဖြန့်တဲ့သူတွေက ပြောနေပေမဲ့အမှန်တကယ်မှာအာဆီယံရဲ့တရားဝင်ဆုံးဖြတ်ချက်အရတရားဝင်ဆက်လက်ပိတ်ပင်ခံရဆဲဖြစ်ပါတယ်။နောက်ဆုံးပြည်ပသတင်းနေနဲ့မြေရှားတပ်သူကိုလဝက်ချင်းအုပ်ထားတဲ့တရုတ်ကိုတံပြန်မှုအမေရိကန်နဲ့ဩစတြေးလျတို့သဘောတူပြီဆိုတဲ့အကြောင်းပြောပြရင် MP ရဲ့နေလေကင်းသတင်းစီစဉ်ကိုဆုံးသက်လိုက်ချင်ပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုနဲ့ဩစတြေးလျနိုင်ငံတို့ဟာမြေရှားတပ်တို့နဲ့အခြားအရေးကြီးတပ်တို့အတွင်းထက်ပစ္စည်းတွေထောက်ပံ့ဖို့ကိုရည်ရွယ်ပြီးတော့အမေရိကန်ဒေါ်လာ၈.၅ဘီလီယံတန်ကျပ်ရှိတဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်တယ်လို့ PPC သတင်းဌာနကဖော်ပြထားပါတယ်။ဩစတြေးလျဝန်ကြီးချုပ်အန်ထိုနီအယ်ဖာနီစကဒီသဘောတူညီချက်ဟာသူတို့နိုင်ငံရဲ့တပ်တူတူဖို့ခြင်းနဲ့တန့်စင်ထုတ်လုပ်နိုင်စွမ်းကိုချဲ့ထွေနိုင်မှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ဩစတြေးလျရဲ့နေရှားတက်သူတန့်စင်ဆိုင်ယုံတွေမှာအမေရိကန်ကရင်းနှီးမြှုပ်နှံမှုတွေကိုအရှိန်မြင့်သွားမှာဖြစ်ပြီးဈေးနှုန်းတက်မှတ်တာပါမစ်ထုတ်ပေးရတဲ့ရောင်းချမှုဆိုင်ရာစီးနှင်းတွေကိုလည်းပူပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်။ အဖိုးတန်မြေရှားတက်တူဟာကာကွယ်ပစ္စည်းကွန်ပျူတာချစ်ပြားတွေနဲ့မော်တော်ကားထုတ်လုပ်ရေးဘိုင်းတွေမှာပါအရေးပါတဲ့ပစ္စည်းဖြစ်ပြီးတော့တရုတ်ဟာကမ္ဘာမြေရှားတက်တူရဲ့2ဖော်မှု90ရာခိုင်နှုန်းနဲ့တန့်စင်ထုတ်လုပ်မှု90ရာခိုင်နှုန်းကို ထိန်းထုတ်ထားတဲ့အတွက်အဲ့ဒီဟာကိုတံပြန်မှု အမေရိကန်နဲ့ဩစတြေးလျတို့ကလက်မှတ်ရေးထိုးခဲ့တာပါ အဲ့ဒါပြင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဩစတြေးလျနဲ့ပြည်ထိုင်လို့နဲ့ချုပ်ဆိုထားတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ရင်းငုတ်တင်မောတိဆောက်ရင်းနဲ့ပတ်သက်တဲ့သဘောတူညီချက်ကိုလည်းလွှတ်ဆောင်မယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အခုနှစ်ဇော်ဝိုင်းမှာထရန့်ကဩစတြေးလျရင်းငုတ်တင်မောဝယ်ယူနိုင်ရင်းနဲ့ပတ်သက်လို့စိုးရိမ်ခဲ့ပေမဲ့အခုလိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာတော့ဩစတြေးလျကိုရင်းငုတ်တင်မောတွေရရှိမယ်လို့အတည်ပြုခဲ့ပါတယ်။ ရရှိမြေရှားတပ်တို့အပါအဝင်တပ်တို့ဒူပေါ်ရင်းနဲ့ပတ်သက်တဲ့သဘောတူညီချက်ဟာအမေရိကန်နဲ့ဩစတြေးလျတို့ရဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနောက်တစ်ဆင့်ကို ရောက်ရှိစေဖို့တွန်းအားပေးလိုက်တာဖြစ်တယ်လို့ဝန်ကြီးချုပ်အယ်ဘာနီစကပြောခဲ့ပါသေးတယ်။ MP ရဲ့နေ့လည်ခင်းအထိရရှိထားတဲ့ထူးခြားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်အမပါပြည်သူပြည်သားပေါင်းကိုစိတ်ငပ်ပြချမ်းသာချမ်းသာပြီးဘဝအမော်ရီပြကြပါစေရှင်